ဟယ်လိုအားလုံးမင်္ဂလာပါယူနိုက်တက်ရှူကနေကြိုဆိုပါတယ်ဆိုတော့မန်ချက်စတာယူနိုက်တက်ရဲ့ယာဒီဂျူကျွန်တော်တို့အာရှချီဇန်ပွဲပထမဆုံးပွဲမှာဩစတာတင်းကိုကျွန်တော်မောင်မောင်လုံးရဲ့အသွင်ကိုတကူနဲ့ယူနိုက်တက်ကကျွန်တော်ရှုံးနေဒီနေရာမှာတော့ကိုရီစီမာတယ်မဟုတ်ဘူးတိလာကိုရီစီမာတယ်မဟုတ်ဘူးဒီချိုးကျတော့လေဟာဒါ serious မှာမဟုတ်တာဘာညာလျှောက်ပြောကြတယ်ဗောလေအဲဆိုတော့လျှောက်ပြောကြတယ်ဆိုရယ်နော်ပြောကြတယ်ဗောလေကိုရီစီမာတယ်မဟုတ်ဘူးဗျာတိလာသူတို့သူတို့ဟိုးမှလည်းပဲဒီတိုင်းပဲ Twitter ပေါ်မှာလည်းဟာ မင်းအာဆီယံအော်စတာကူပါငါတို့ရှုံးနေပြီရေးဒီထက်တော့ပွေရှက်စရာကောင်းတာမရှိတော့ဘူးဘာညာပြောကုန်ညပြီဆိုတော့เนาะအချိန်ကြီးကတော့ကျွန်တော်မကောင်းဘူးပရီးမီးယားလိပရီးမီးယားလိပြီးသွားတာကိုပဲမင်းတော်တော်ကျေးဇူးတင်ရမယ့်အနေထားမှာကျွန်တော်ရှိတယ်ဟိုဒီတိုင်းရှုံးရင်တော့မှနော်ဒီတိုင်းရှုံးရင်တော့မှနေသာထိုင်သာရှိသေးတယ်ဟဲ့လားเนาะအာမောင်လေးကသွင်းသွားတယ်ငါချီးတယ်မှာဟိုဟာပြောသလိုပဲမြန်မာတယောက်ပဲပါတယ်တဲ့အင်းတော်သေးတာပေါ့တယောက်ပဲပါလို့မင်း၃ယောက်လုံးမြန်ယူခင်3သီးလုံးနဲ့မြန်ရှုံးမလားမသိဘူးသိလားเนาะအချိန်ကြီးကအဲ့လိုဖြစ်နေတယ် တော့မောင်းနေကြမောင်းနေကိုယ်နဲ့ရှုံးသွားတဲ့ဘာညာဆိုတော့နင်းနဲ့တိုင်တော့ပိုးတော့ပိုးတော့တိုင်ပတ်တာပေါ့ဗျာဒါပေမဲ့လည်းလို့ဒါပေမဲ့လည်းလို့ပေါ့နော်ကျွန်တော်တို့ပြောသလိုပဲဒီမှာဗျာပြောစရာတွေကတော်တော်တတာထုံးစံ United ဖြစ်နေပြီသိရမလားဒီများယာဒီယိုခြေစမ်းပွဲမှုလူတို့လူတွေပဲနှစ်ယောက်လဲလို့ဘာညာကြိုက်တယ်လို့ပြောဗျာသိရမလားဒီလိုအချင်းမျိုးကရှုံးနေဆိုတဲ့အနေထားကဒီဘယ်လိုပြောမလို့အသင်းပေါ်မှာအတိုက်အခံတစ်ခုတော့ impact ဖြစ်နာဖြစ်မှာပဲ effect ဖြစ်မှာပဲဟိုရှုံးဟိုဗာလဲ negative center ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ရှိမှာပဲအခုကျွန်တော်ပြောနေတာတခြားမဟုတ်ဘူးကျွန်တော်တို့ ဒါဒီကိုခြေစမ်းပွဲစဉ်တွေတို့ဗောနော်ဟိုဟိုထားပါတော့ဒီဒီတို့အာရှမှာပဲလှုပ်လို့ဘယ်မှာပဲလှုပ်လို့ဗောနော်ခြေစမ်းပွဲစဉ်တွေဆိုတဲ့သဘောတရားကဗျာ။အော်ငါတို့အတင်းကတော့လာမယ့်ရာသီများဘာဒီမြင်းပြင်ဆင်ထားမလဲ။ဘာဒီမြင်းအပြောင်းလဲတွေရှိမလဲ။ဒီပြားကနောက်ရာသီအတွက်ရှေ့ရာသီမှာတင်ယူခဲ့တာတွေနဲ့ပေါ့နော်ဘာဒီမြောက်ပူကောင်းအောင်လုပ်မလဲသိတယ်မလားဒါတွေရဲ့လူငယ်ကစားမားတွေဘယ်သူကိုမျှော်လင့်လို့ရလဲပြီးရင်စီနီယာပလေးယာတွေကဘယ်သူကတော့အဆင်ပြေမပြေဖြစ်နေတယ်လဲဒါတွေကိုကျွန်တော်တို့ကမြင်ရမှာဗျာ အခုအဲ့လိုမျိုးကြည့်တော့ကျွန်တော်တို့မှာကအပြောင်းလဲကဘာမှမရှိဘူးဟိုဒါကြောင့်ပေါ့နော်ဟိုပရိသတ်တီကတော့ဟိုအမျိုးမျိုးတော့တယောက်နဲ့တယောက်ကွဲကြတာပေါ့လေဒါမျိုးလိုနီးပြားပြည့်တဲ့ရူဘင်အမ်မိုရင်ရဲ့ system နဲ့ပတ်သက်ပြီးတော့ဒီဟာမင်းတို့ကဘယ်တော့မှဝေဖန်မှာတော့သိတယ်မလားနော်အမ်မိုရင်ကိုဘယ်တော့မှအပြစ်မြင်ကြမှာတော့ဒါမျိုးတွေပြောလာကြတဲ့သူတွေကိုလည်းကျွန်တော်တို့ကလွန်နေလို့ပြောလို့မရဘူးကျွန်တော်ပြောနေတာက sporting list ပေါ်မှာတော့ကလည်းဒီ system ပဲ Manchester United ရဲ့ပထမဆုံးရာသီလည်းဒီ system ပဲ နောက်ရာသီတွေပြင်ဆင်နေတဲ့ပွဲဒီမှာလည်းဒီ system အပြောင်းလဲကကျွန်တော်မရှိဘူးတော့ကိုအသင်းကိုအလွတ်ရနေတယ်ဗျ All Star team ဆိုတာကထားပါတော့အထင်သေးတာမဟုတ်ဘူးကွနော်ဒါအာရှရဲ့ကျွန်တော်အကောင်းဆုံးနေကြီးပဲယူရထားတာဗျဒါပေမဲ့လည်းလို့အဲ့ဒီကစားမတွေကအခုမှတူတူကစားရတာအခုမှကျွန်တော်တူတူကစားရတာနော်အဲ့ဒါကိုပဲကိုရရဲ့ရှုံးတာဗျမိမမိဘလူနဲ့ပဲကျွန်တော်ရှုံရှုံရှုံးနေဆိုကြတဲ့ကဒါကောင်းတဲ့စတင်မှုတော့မဟုတ်ဘူးနော်ရူဘင်အမိုရင်ကတော့အက်စတိုမီလာကို9နဲ့ပွဲအပြီးမှာတော့ပြောသွားတာပဲအာကျွန်တော် ော်တော်လေးကိုတိုင်ပတ်တဲ့စူးဝါတဲ့ပွဲစဉ်တွေကကျွန်တော်တို့ဘယ်တော့အကြုံခဲ့ရပြီးသွားပြီပေါ့ရှိကြလို့ချင်းသူပြောနေတာတကူကတော့ကောင်းတဲ့နေ့တွေလာတော့မှာပေါ့ရကောင်းရက်မြက်တွေလာတော့မယ်တဲ့နော်ရကောင်းရက်မြက်ကတော့မင်းအလှပေးမှပဲရမယ်ဆရာဒီတန်းကတော့မလာဘူးသိလားနော်ဒီပုံစံတွေကတော့ဘယ်ရကောင်းရက်မြက်မှလာဖို့ချင်းနေမရှိဘူးနော်ဆိုတော့ကြောင့်ဘယ်လိုပြောမလဲဒီနီးပြကိုယ်တိုင်ကပေါ့နော်ဟိုအပြောင်းလဲတွေမရှိတာတွေကိုသိတော့သဘောမကျကြဘူးပေါ့လေဟိုဒီမှာလဲကျွန်တော်ကြည့် MOD ကိုယ်တိုင်ကလည်းဒီပွဲကိုကစားသမားတွေကတော့ပေါ့နော်အဲ့လောက်ကြီးကြီး serious ထားတယ်လို့ကျွန်တော်မထင်ဘူးဒါပေမဲ့ စဉ်းစားကြည့်ဗျာအာမက်ဒီယာလိုလိုဒီကောင်တွေဘလို့ကစားနေတယ်လေဖာနယ်လက်စ်တို့ဘလို့ကစားနေတယ်လေဒီမှာနောက်တန်းကကစားခေါင်းကြီးတို့အေးအေးဆေးဆေးပဲကျွန်တော်ကစားနေတာပြေးနေတာကကစားမတွေကတော့ဒါတော့အပြစ်တို့မြင်လို့တော့မရဘူးပေါ့လေကျွန်တော်တို့ပရိသတ်တွေကတော့ပရိသတ်စန္ဒာအရာအာငါတို့နိုင်ကျင်နေဗာညာပေါ့ကစားမတွေကတော့ခြေစမ်းပွဲကိုခြေစမ်းပွဲလို့ကျွန်တော်ကစားမှာပဲဘယ်သူမှရိုက်ပြီးတော့ပြောလို့ကျွန်တော်မရဘူးဗျာဆိုတော့ဘာပဲဖြစ်ဖြစ်ပေါ့နော်ဘာပဲဖြစ်ဖြစ်ဘယ်လိုပြောမလဲအသင်းဟာဒီထက်ပိုပြီးတော့ပိုပြီးတော့ငါတို့ကတိုးတက်တဲ့လက္ခဏာမျိုးကိုကျွန်တော်ကပြနေရမှာ နော်ဟိုခြေဆန်းပွဲပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ခြေဆန်းနေဆိုကြတဲ့ကကိုကပူကောင်းလာဖို့ခြေဆန်းတာဗျာပူပြီးတော့ကောင်းလာအောင်ပူပြီးတော့အတွေ့အကြုံတွေရှိအောင်ကျွန်တော်ခြေဆန်းတာအဲတော့ MOD ပြောတဲ့ဗောနော်ဟိုဗာလဲနီကောင်းနီးမြတ်တီးရတော့ရောက်လာတော့မယ်ဆိုတာမျိုးကတော့ဒီပုံစံတိုင်းဆိုလို့ချင်းတော့မထင်ဘူးမထင်ဘူးဗောနော်ဟို MOD နေနဲ့ပြင်ဆင်ဖို့လည်းမရှိဘူးဗျာတည်လားဒီစနစ်ကြီးကိုသူပြင်ဖို့လည်းမရှိဘူးအချိန်အများစုကခန်းစစ်သုံးအောင်ကြားတဲ့မှာပဲဘောလုံးပေးတာတွေပဲကျွန်တော်ကြားနေတာခန်းစစ်သုံးအောင်ကြားတဲ့မှာဘောလုံးပေးတယ်ပြီးရင်ကျွန်တော်အဆွန်နေပြန်ပေးတယ် ခြေဆက်တူးလို့မရတော့ကျွန်တော်နောက်ကိုပြန်ရောက်လာတယ်ပြီးရင်ကျွန်တော်ကလူတွေစန်တဲ့ဘက်တီးကြားထဲမှာကျွန်တော်ပြန်ပြေးတယ်ဒါပဲဒီတက်မပူဘူးပေါ့နော်ဘလူးမတ်အဆင်ပြေမနေဘူးအမူရင်းအကကစားဟန်ကြီးကဒီတိုင်းကြီးပဲဆိုတော့ကစားမကောင်းနေကျွန်တော်ခေါ်ရင်သူ့နေရာလေးနဲ့သူပူကောင်းလာနိုင်မယ်ဒါပေမဲ့ system ကြီးကကျွန်တော်ငါတို့ကောင်းပါမလားကစားသမားကောင်းနေရှိတိုင်းလဲအချင်းကြီးကောင်းတာမဟုတ်ဘူးဗျာနီးပြရဲ့ system ကြီးကကျွန်တော်တာတကယ်ဒီ league မှာအချင်းအောင်ကောင်းအောင်လုပ်ပြနိုင်ဦးမှာဒီရမလားဒါကြောင့်အခုချိန်မှာ MOD နဲ့ပတ်သက်လို့ပေါ့နော် တန်တရားဝင်တဲ့ညီကိုတွေဝေဖန်ကြတဲ့ညီကိုတွေကိုကျွန်တော်ကအပြစ်သွားပြောလို့မရဘူး။နီးပြပြောင်းတာကအဖြေဟုတ်တာမဟုတ်တာနီးပြပြောင်းတာကနော်လက်ရှိမှာလုံးတင်တာမလုံးတင်တာနီးပြခဏတိုင်းပြောင်းတာကဘလို့ပဲဖြစ်ဖြစ်ဘလို့ပဲဝေဖန်ဝေဖန်လက်ရှိ MOD နဲ့ပတ်သက်တဲ့သူပြိုင်ဘက်ကိုချင်းခဲ့တဲ့ပုံစံတွေလက်ရှိအသင်းကိုပုံမှန်တိဆောက်ဖို့ကြိုးပမ်းနေတာတွေကမေးခွန်းထုတ်ချင်စရာကြီးကောင်းနေပေါ့လေကျွန်တော်ပြောလို့ပဲဗျာအာဆီယံဩစတာကိုကျွန်တော်တို့ဘာမှတူတူကြကြလုပ်နိုင်ရဲ့ကလေးဒါ typical Manchester United ဆိုတာဒါကိုပြောတာဗာလဲဆိုတော့ number 1 twin ကိုမရဘူး မန်ချက်စတာယူနိုက်တက်ကဒီယာဒီမှာပုံမှန်ခြေစွမ်းကိုကျွန်တော်ကြည့်လိုက်ဘယ်တော့မှသွင်းကိုမရဘူးသွင်းကိုမရတဲ့ပွဲစဉ်တွေဒီအဲ့ဒါမန်ချက်စတာယူနိုက်တက်ရဲ့ဒါပုံမှန်ပွဲစဉ်တွေပဲယူနိုက်တက်ကအမြဲတမ်းသွင်းကိုနဲ့ပတ်သက်လို့ရှိရင်ဘယ်တော့မှကျွန်တော်မရအောင်အခုလည်းပဲကျွန်တော်ကြည့်ပါလားဖိုင်လန်ပဲလာလာမိန်နူပဲလာလာဘသူပဲလာလာအတင်းအသွင်းကိုကကျွန်တော်မရဘူးအပိုင်အခွင့်အရေးတွေကျွန်တော်ဘယ်နှလုံးဖန်တီးနိုင်လဲဆိုတော့လည်းမဖန်တီးနိုင်ဘူး။ဒါကြောင့် system ကစကားပြောတယ်ဆိုတော့ဒါဗျာ။ဒါပါတော့လူငယ်လေးတွေထဲလို့နော် အာအပြောင်းလဲတွေအရန်ကစားမားတွေအများကြီးလှုပ်လို့ကျွန်တော်တို့ဒါအကြောင်းပြချက်နေနဲ့တွေးကောင်းတွေးကြလိမ့်မယ်။ဒါပေမဲ့လို့ system တစ်ခုရဲ့ပေါ့နော်အံဝင်ခွင့်ကြဖြစ်မှုကိုကျွန်တော်တို့ကမြင်မနေရဘူးဗျာ။ဘလောက်တောင်ချက်ဆရာကောင်းလဲဆိုရင်အတင်းကဘလို့မှအဆင်ပြေမနေဘူး။ဘလို့မှအဆင်ပြေမနေဘူးပေါ့နော်။ဟိုအချင်းကြီးကမဟန်မှုတော်တော်တိုင်ပတ်တယ်။နောက်တစ်ခုကတော့နောက်တစ်ခုကကျွန်တော်ကစားသမားအနေနဲ့ပတ်သက်ရင် Resman Whiteland ကလေးသိလား။လက်ရှိ ASEAN All-Star အသင်းမှာကန်နေတဲ့အာရှ level ခန်းစစ်ကစားသမားတွေကိုတောင်းမှဘူလီမလုံးနိုင်ဘူးဆိုရင် င်ဘာမှမမြင်ရဘူးဒါကြောင့်ကျွန်တော်တို့က rest match တယောက်ထဲနေမဟုတ်ဘဲနဲ့ကိုကစားမားတွေအကုန်လုံးကိုပြောတာဆိုတော့အထင်သေးတာမဟုတ်ဘူးဗျာ All Star တွေဆိုတာမျိုးကဒါဒီလက်ရှိ ASEAN မှာအကောင်းဆုံးကစားမားတွေစုထားတာဒါပေမဲ့လို့ပေါ့နော်ဒီ level ကစားမားတွေကိုတောင်းမှကျွန်တော်တို့ကအာ dominate လုပ်ပြီးတော့မကစားနိုင်ဘူးတာပြင်ကိုရီတိုက်စစ်မှုဆိုလို့ရှိနေပဲဒီခန်စစ်ဒီ level ရှိတဲ့ခန်စစ်ကစားမားတွေကိုတော့မှကျွန်တော်တို့ပိုကောင်းအောင်မလုပ်နိုင်ဘူးပိုကောင်းအောင်လုံးပြနိုင်ခြင်းမရှိဘူးဆိုရင်ပရီးမီးယားလိမ့်မှာမင်းဘလို့မှန်ကိုရမှာမဟုတ်ဘူးတိုက်စစ်မှု Resmond Highland နဲ့ပတ်သက်လို့ဒီပုံစံနဲ့ကျွန်တော်တို့ကနောက်ရာသီမှာ ယူနိုက်တက်ရဲ့ဘုံတော့ဒီကောင်အားကူရတဲ့တိုက်စစ်မှုတရားအဖြစ်ဖြစ်လာဖို့တော့မရှိဘူး။တိုက်စစ်ကကျွန်တော်မဖြစ်မနေဘူးကျွန်တော်ပြောင်းမှရမယ်။ပြီးရင်ကုကစားမအများစုကလည်းဒီအာရှလိုက်ပဲကစားမတွေနဲ့တောင်မှလုံးဝယုံကန်နေရတယ်ဆိုရင်အချိန်ကြီးကဘလို့မှမဟန်ဘူးပြသေးလား။ဒါအပြင်ကျွန်တော်ခုနကပြောလိုပဲစနစ်ကလည်းနီးပြသုံးကျင့်သုံးနေတဲ့နီးစနစ်ကလည်းပြောစရာကြီးကျွန်တော်တို့လက်ရှိဒီပွဲနဲ့မှမဟုတ်ဘူးတရားဒီလုံးကျွန်တော်တို့ဒီတိုင်းကြီးပဲဘာမှအပြောင်းလဲမရှိဘူး။အော်ဒါလေးကတော့ငါအလုံးမဖြစ်ဘူး။ဒီနေရာလေးကတော့အလုံးမဖြစ်ဘူး။ အဲ့လိုမျိုးမရှိဘူးဗျာတိလားဒီပိုင်းကြီးပဲပုံသေးကြီးပဲကျွန်တော်လားလာတာအဆင်မပြေဘူးပေါ့နော်အဲကြောင့် MODIN ပြောတဲ့နော်ညီကောင်းညီမြတ်တွေကတော့ဘယ်တော့မှမြင်ရမလဲတော့မသိဘူးကျွန်တော်ကတော့မထင်ဘူးဒီပုံစံတိုင်းဆိုလို့ရှိရင်တော့ကစားသမားကောင်းတွေရောက်လာရင်အတင်းမှာ quality ပူကောင်းတွေကစားမတွေပူရောက်လာမယ်တချို့ပေါ့နော်ဒါပေမဲ့တော့ကစားမတွေရဲ့ quality နဲ့နိုင်တဲ့ပွဲစဉ်တွေရှိကောင်းရှိလိမ့်မယ်ကစားမကောင်းတွေရောက်လာရင်ပြောတာပါဒါပေမဲ့လို့ပေါ့နော်တကယ်နီးစနစ် system ပေါ်မှာမှီတည်နေတဲ့အတင်းမျိုးနဲ့ဆိုလို့ရှိရင်ဘယ်လို့မှရင်ပေါင်းတန်းလို့မရအောင် ထားပါတော့အခုလက်ရှိဆိုလို့ချင်း PSG တို့ဘာလို့ဆိုလို့ချင်းကစားမောင်းကောင်းနေလည်းရှိတယ်။ဒီစနေကောင်းနေနီးပြလည်းပိုင်ဆိုင်ထားတယ်။အဲ့လိုအသင်းတွေပြီးလို့ချင်း Hansi Flick ရဲ့ Barcelona တွေဘာတွေလီဗာပူးအသင်းတို့ Arsenal တို့ဘာညာဘယ်အသင်းမဲ့ဖြစ်ပြဗျာ။ဘာရှင်စရာမင်းရလည်းအချင်းကြီးမရှိဘူး။သိတယ်မလားဆိုကစားမောင်းကောင်းရင်တချို့ဟာလေးတွေအဆင်ပြေသွားမယ်ဒါပဲ။ System မကောင်းရင်တော့တိုင်ပတ်မှာပဲ။ဒါနီးပြဖြစ်တဲ့ Ruben Amorim ရဲ့ပေါ့နော်။လက်ရှိဒီ343 system ကြီးကတော့ပြည်သက်တွေကတော့တော်တော်များများကတော့တန်တရားရှိလာပြီပေါ့ဗျာ ။ဘာဖြစ်ပါဒီပွဲတစ်ပွဲကြောင့်နေမဟုတ်ပါဘူး။ကျွန်တော်ခုနကပြောလို့ပဲအန်ဘိုရင်ကရှေ့ဆက်ပြီးတော့လေဒါကပြောင်းလဲဖို့မရှိဘူး။သူပိုးမလင်းလင်းပြောထားပြီးသားသူ့ကိုမယုံကြည်ရင်ထုတ်ပြဿနာမရှိဘူး။ဒါပေမဲ့လို့သူကတော့လက်ရှိပုံစံနဲ့ပြောင်းလဲဖို့မရှိဘူးပေါ့။ဒါပဲသူပြောထားတာပဲ။ပရိသတ်တွေကတော့တိတ်တော့သဘောကျလိုက်မယ်လို့ကျွန်တော်မထင်ဘူး။အဲဒါပေမဲ့အဲ့စကားကိုပြောတာပါအနီးပြားကိုပြောတယ်ဆိုတော့နော်ညီကလေးရောဘယ်လိုဘယ်လိုမိညာလဲနော်တော်တော့ပါကျွန်တော်ကျွန်တော်ခုနပြောလို့ပဲဒါခြေစမ်းပွဲပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့နော်ဒီလူစင်းနေအများကြီးပြောင်းလို့ပဲဖြစ်ဖြစ်ကိုအသင်းကန်နေတဲ့ပုံစံကူကချိုးမပြေတာဗျ ပြည်မှာတိုးတက်လာတဲ့လူတွေမခံစားဘူး။သူပြောတဲ့လူမျိုးလည်းအဆင်ပြေတယ်လို့ကျွန်တော်မခံစားဘူး။သူကတော့အတင်းလိုက်နေတဲ့တိုးတက်လာတဲ့လူကိုပြောတာပဲ။ MOD ကတော့ဘာမှပြောင်းလဲခြင်းမရှိဘူးဆိုရင်လာမယ့်ရာသီလည်းရုန်းကန်ပါမယ်။ဆိုတော့ Okay ပါ။တော့ဒါကတော့ကျွန်တော်တို့ကပထမဆုံး United အနေနဲ့ဒါ Premier League ပြပြချင်းလာကစားတဲ့ဒါခြေစမ်းပွဲပေါ့လေ။ဆိုတော့ဒါဒုတိယပွဲကတော့ကျွန်တော် Hong Kong မှာကစားမှာပါ။လာမယ့်နှစ်ရက်လောက်အတူတွင်းမှာအဲ့ဒါပြီးလို့ရှိရင်တော့ကျွန်တော်တက်လာခွဲလောက်ထိသူတို့နားရအောင်ပြီပေါ့နော်သူတို့အဲ့ဒါပြီးမှရာသီကိုခြေစမ်းပွဲစဉ်တွေကျွန်တော်ပြန်သွားမှာ ဆိုညီကတို့နေရောဒီနေ့ပွဲစဉ်မှာသတိထားမိခဲ့တဲ့လူငယ်လေးတွေရှိကြတယ်ကျွန်တော်ကတော့ဟိုလူငယ်လေးစီကိုကိုနေကတော့သူကစားသွားတဲ့မိနစ်နေနေလေးအတွက်အတွင်းမှာအစီအနီအစဉ်ပြေတယ်လို့ကျွန်တော်ထင်တယ်သူ့ကိုကျွန်တော်တို့အမှန်ကန်မာလီလေလူငယ်လေးရွေးစင်ရနေကျွန်တော်ကခေါ်ထားတာတကယ်လည်းပဲအဲ့တုန်းကသူက performance ကောင်းကောင်းပြသွားအဲ့ကနေတစင်ကျွန်တော်တို့ကမျှော်လင့်တာမစိုးဘောနော်ဒီကောင်လေးကတော့မဲတို့ကျွန်တော်အချိန်တော့ပေးရမှာပါနော်ဆိုတော့စီနီယာအသင်းကြီးမှာနေရာရဖို့ဆိုရင်လည်းလူငယ်ကစားသမားတွေထဲမှာသူပဲကျွန်တော်မစိုးဘူးပြောရမှာပဲနော်ဆိုတော့ ညီကတို့ရောဘယ်လိုမြင်ကြလဲဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်